ရှေးဥစွာဘုရားသခင်ရဲ့ကျေးဥတော်ကိုချီးမွမ်းပါရစေ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ငြိမ်သက်ခြင်းရှိမိကြောင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ခေါ်အပ်တော်မှာဖြစ်ပါတယ်။ယောဟန်ခရစ်ယာန်အခန်း16စာပိုက်33ကိုဖတ်ပါမယ်။သင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုမှဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံကြလိမ့်မည်။ တော့တော့လဲမစိုးရင်ကြနဲ့ငါဒီလောကကိုအောင်မြူမိန်တော်မူကြီးပြောရတရားလေဒီနေ့သင်ကိုကိုရဖရာဟာနော်လောကကိုအောင်တဲ့ဖရာဖြစ်ပါတယ်ဒီလောကကြီးဟာအပြစ်တရားဒီလောကဖြစ်တော့ကြောင့်ဆင်းဒုက္ခအမျိုးမျိုးရှိတယ်အဲဒီလောကမှာကျွန်တော်နေစဉ်ကာလပတ်လုံးဟောကျွန်တော်ဟာ တင်ဟာဆင်းဒုက္ခမျိုးမျိုးကိုတွေ့ကြုံရဖို့ရှိပါတယ်။သူ့အတွင်းသူ့အတွင်းအဆင်းဒုက္ခကြားထဲမှာနော်ရောက်ရခါပြီးတော့မှဆိုရင်တော့ကရောက်နေတဲ့သူဖြားခင်မဖြစ်စေချင်။အမဖြစ်ဖို့အတွက်လည်းမလုပ်လဲယေရှုဟာတဲ့။တင်းနဲ့အတူရှိတဲ့ယေရှုအီမာနွေလဖခင်ဟာ ဒီလောကကိုအောင်သောသူအနေနဲ့သင်တဲ့သူရှိနေပေးတယ်ပြောချင်တာဖြစ်တယ်ဆိုတော့ဘုရားသခင်ကတော့လောကကိုအောင်တာတော့မှန်ပြီသင်တဲ့သူရှိတာလည်းမှန်ပြီတို့ရတွင်သင်ကခုနထက်ကပြောသလိုဘလောက်ထိလောကကိုအောင်တဲ့ယေရှုဘုရားကိုအမိပြုမလဲဆိုတော့ပေါ်မှာအာသင်ဟာညီတဲ့ချင်းချမ်းသာရှိမှဖြစ်ပါတယ် ဒီဖြစ်တည်ရဒီလောကကြီးမှာဆင်းရဲဒုက္ခမျိုးမျိုးကြားထဲမှာဟာလာညီတချင်းချမ်းသာရှိဖို့ဖျက်ခင်လို့ရှိတယ်အဲ့ဒါကတော့ဒီနေ့ယေရှုကိုအမိပြုတ်ပြီးတော့မှအသက်ရှင်ဖို့ဖြစ်တယ်ဆိုတော့ကိုဘလောက်ထိအမိပြုတ်တယ်လဲဆိုတဲ့အပေါ်မှာသိရင်ညီတချင်းချမ်းသာကရှိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့အမိပြုတ်တယ်ဆိုတော့ဘာလဲပေါ့ နံပါတ်1တော့ကျွန်တော်တို့ကယေရှုကိုယုံကြည်ခြင်းရှိရမယ်။ယုံကြည်ပြီးရင်မဖြစ်မလဲ။ကိုးစားရမယ်။ဟာကိုးစားပြီးရင်မဖြစ်လဲ။ဟာခိုလုံရမယ်ပေါ့။အဲ့ဒါခိုလုံခြင်းဟာဟာအမိပြုတ်ခြင်းဖြစ်တယ်။အမိပြုတ်ခြင်းဖြစ်တယ်။အဲ့တော့တော့ယုံနာကစိတ်ကယုံတယ်။ကိုးစားတာလည်းစိတ်ကကိုးစားတယ်။ အမိပြုတ်တာကျတော့လက်တွေ့အသက်တာကိုဆိုလိုတာဖြစ်တယ်။ဟာယုံတဲ့တိုင်းလက်တွေ့နာခံလက်လျှောက်ခြင်းကိုပြောချင်တာဖြစ်တယ်။မတဲခန့်ခွန်စာပိုင်း24မှာအကျဉ်းသူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏။ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်အတူကြောင့်ကိုငါပုံပြမည်။မိုးရွာ၍ရစ်စည်းသည်နှင့် လီလာ၏ထိုအိမ်ကိုတိုက်သည်ရှိတော်မပြိုမလဲနေ၏တဲ့ဆိုတော့ကတော့ကြောက်တူတော်ယေရှုကိုအမိပြုတယ်ဆိုတာကဘာကိုပြောချင်လဲဆိုရင်ယေရှုရဲ့ဇကားကိုနားထောင်ခြင်းဖြစ်တယ်အဲ့တော့ဖျားသခင်စီကနေရနိုင်တဲ့နော်ယေရှုစီကရနိုင်တဲ့ညီသက်ချမ်းချမ်းသာကအကန့်တမရှိပါဘူးလုံခြုံမှုလည်းအကန့်တမရှိပါဘူးတို့အတွင်ကိုဘလောက်ထိအမိပြုတယ် ဆိုတော့ကတော့ဘလောက်ထိနားထောင်တယ်လဲနှခလက်လျှောက်ခြင်းရှိတယ်လဲအဲ့ပုံမှာညီတဲ့ချင်းချမ်းသာရှိမှာဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်တို့ဖိလစ်ပိခန်းလေးစပိုက်6ကနေကြည့်မယ်ဆိုလဲအဘယ်အမှုကိုမျက်စွင့်ခြင်းမရှိပဲအရာရာနဲ့ကျေတော့ချင်းမချင်းနဲ့တကွာစုတောင်းပတ္ထနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလော့ထို့သူပြုလင်းအဘယ် သူမြတ်ကျိုင်းမမြင်နိုင်တော့ဘုရားသခင်ညင်တဲ့ချင်းဒီယေရှုခရစ်အပြင်သင်တို့စိတ်လုံးကိုစောင့်မတော်မူလိမ့်မယ်။ဟာအဲ့တော့စိတ်လုံးမှာညင်တဲ့ချမ်းသာခြင်းဟာဘယ်သူမှကျိုင်းမမြင်နိုင်တဲ့ဟာကျိုင်းမမြင်နိုင်တဲ့ညင်တဲ့ချင်းချမ်းသာဖြစ်တယ်။ဒါကရွှေကလည်းမပေးနိုင်ပါဘူး။တိုက်ကြီးကြီးလည်းမပေးနိုင်ကားကောင်းစားရှိလို့လည်းမရနိုင်ပါဘူး။ကြမ်းမာလို့လည်းမရနိုင်ဘူး။ ဟောနော်မရနိုင်ဘူးဘယ်သူအဖြစ်ပဲရလဲဆိုတော့ယေရှုကိုအမိပြုခြင်းအဖြစ်ပဲရနိုင်တဲ့ညီတခြင်းချမ်းသာဖြစ်ပါတယ်ဒီလောကဆင်းရဲဒုက္ခတရားအပြစ်တရားလောကဖြစ်တော့ကြောင့်ဒီလောကနေရတော့ကနေတော့တင်းရဲ့စိတ်ကိုညီတချမ်းသာပေးနိုင်မှာမဟုတ်ဘူးခဏစိတ်ကျဉ်တတ်မှုခဏဝမ်းသာဝမ်းမြောက်မှုတော့ရောက်ကောင်းရနိုင်လိမ့်မယ်နော်တော်ရင်တင်းရဲ့စိတ်ညီတချမ်းသာ ဖြစ်တဲ့ဆင်းရဲဒုက္ခကြားထဲမှာ အသူမှကြံစည်လို့မမြင်နိုင်နဲ့ညနော်ညင်သက်ချင်းချမ်းသာရှိဖို့ဆိုတာကတော့ယေရှုနာမကိုအမိပြုခြင်းအဖြစ်ပဲရနိုင်တယ်ဆိုတာနားလည်ပါဘလို့မြပြုမလဲယေရှုကိုယုံကြည်ပြီးတော့မှအာကိုပါပြင်လဲဟာအမိပြုပါခလုံးပါဘာဆိုတော့လဲယေရှုရဲ့ဇကားကိုနားထောင်ပါနားထောင်ရင်နားထောင်တော့နော်သင်ဟာ ဒီလောကမှာငြိမ်သက်ခြင်းချမ်းသာ ရှိတော်သူ ဖြစ်လာလိမ့်မယ်အချင်းတွေက ကောင်းချင်မှကောင်းမယ်ခုချင်ဆိုတော့အားလုံးတည်တဲ့အတိုင်းပဲเนาะဘယ်မှမနော်ဘာပဲစဉ်းစားစဉ်းစားငြိမ်သက်ချမ်းချမ်းသာ ရှိနိုင်စရာအကြောင်းမရှိပါဘူးစစ်ပေးတရင်မြို့မြို့ကြရတယ်ဟာအစားခေါင်းပါခြင်းနေမိငလေလူခြင်းနေရာတိဥတ္တဖောက်ပြန်ခြင်းနေဟာလား ဒီကုံစင်းတို့ကိစ္စတွေမှတ်စာပြီးသားသမီးတွေမလိမ်မာလို့ဩအမျိုးစုံပဲဒီလောကမှာတွေ့ကြုံရမှာဖြစ်တယ်အလကားနေလူတွေရဲ့အမုန်းခံရတာတွေနော်အကဲ့ရဲ့ခံရတာတွေမျိုးစုံရှိမှာဖြစ်တယ်သူ့အတွင်းဘုရားသခင်ကအဲ့လိုတွေ့ကြုံရင်းနဲ့တွေ့ကြုံပါစေနော်ဘလောက်ပဲတွေ့ကြုံပါစေငြိမ်သက်ခြင်းရှိမိကြောင်းဘုရားသခင်ကနိလန်ပေးထားတယ် เนาะฉะนั้นငြိမ်သက်ချမ်းသာငြိမ်ချမ်းနဲ့စိတ်နှလုံးပိုင်ရှင်ဖြစ်ဖို့ဘုရားသခင်ပြင်ဆင်ပေးထားတယ်။အဲ့ဒါကတော့ယေရှုကိုယုံကြည်ပြီးတော့မှဟာလာအာကိုပါနခံလျှောက်ခြင်းအဖြစ်အမိပြုပါ။ဒါဆိုရင်တင်ဟာလူရကြံစည်ရမမြင်နိုင်နဲ့ငြိမ်သက်ချင်းချမ်းသာပိုင်ရှင်ဖြစ်လာလိမ့်မယ်။ခွားပေးနဲ့နေကုန်ချုပ်ပါရဲ။ဘုရားသခင်နေတင်တို့အားလုံးကောင်းချီးပေးပါစေတော့။အာမင်။